ါတယ်။ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါတယ်။ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်အောက်တိုဘာလ23ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုချီးစွတ်တင်ပါတယ်။နေ့ရက်စင်တိုင်းချီးရှုသူအားလုံးဖျားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ယခုတယူနာလက်တော်တက်ကြွယ်ကြရာမှ live stream နေခြင်းဖြစ်ပါတယ်။ဆွတ်တောင်းကြပါစို့။အဖဖျားခြေစွတ်တင်ပါတယ်။နောက်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါ။ နတ်နေတဲ့သမာတရားကိုကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါလေဖရာအာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်တို့ခေါင်းစဉ်တစ်ခုနားထောင်နေတယ်အဲ့ဒီခေါင်းစဉ်ကတော့ပါလေဆိုတော့ဆာလံချမ်းကိုခြုံငုံလိလာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တစ်ခုမြောက်သောဆာလံကနေ150ခုမြောက်သောဆာလံကိုလိလာတာဖြစ်တယ်အဲ့တော့မနေ့ကဆိုရင်ကျွန်တော်တို့169ခုမြောက်သောဆာလံเนาะ အများကြီးကျွန်တော်တို့နားထောင်ခဲ့ပြီ116ခုမြောက်သောဆာလမာရှိတဲ့ဖျားသခင်နှုတ်ကပတ်တော်ချစ်ချင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်အများကြီးနားထောင်ခဲ့ပြီဖြစ်တယ်။အဲ့တော့ဒီကနေ့ကတော့120ကနေ128ထိကျော်ပြောမှာဖြစ်တယ်။အဲ့လိုလေးမပြောခင်ပေါ့နော်။လောကကြီးမှာအလွယ်ကူဆုံးအလုပ်၃ခုရှိပါတယ်တဲ့။အဲ့ဒါလေးအရင်ပြောချင်တယ်။လောကကြီးမှာအလွယ်ကူဆုံးအလုပ်၃ခုရှိတယ်တဲ့။ဒါပေမဲ့လွယ်ပေမဲ့ကျွန်တော်ရှောင်ရမယ်တဲ့။ ဘာတွေကလွယ်လဲလောကမှာအလွယ်ကူဆုံး၃ခုကဝေဖန်ခြင်းပြစ်တင်ခြင်းကဲ့ရဲ့ခြင်းဒီ၃ခုကအလွယ်ကူဆုံးပဲလူတစ်ယောက်ကိုဝေဖန်ရတာသိတ်လွယ်တယ်ကဲ့ရဲ့ရတာသိတ်လွယ်တယ်အပြစ်တင်ရတာသိတ်လွယ်တယ်တဲ့တောင်ဒီကနေ့ဘဝမှာအလွယ်ကူဆုံးအလုပ်၃ခုကတော့သူတစ်ပါးကိုဝေဖန်တက်ခြင်းကဲ့ရဲ့တက်ခြင်းပြစ်တင်တက်ခြင်းကအလွယ်တယ်တဲ့ဒါပေမဲ့လောကကြီးမှာတဲ့လောက်ရတာ အလွန်ခတ်တဲ့အရာတွေရှိပါတယ်တဲ့အဲ့ဒီအဲမှာတော့အခက်ခဲတွေကြားတဲ့ကနေချီးမွမ်းရခြင်းဟာအလွန်ခတ်တယ်ဒါပေမဲ့ဖျားပါရင်တော့လွယ်တယ်ဆိုတော့ကိုအပီးချင်တယ်ဒါကြောင့်ဆလန်ဆရာကဒါဝိမင်းကြီးနဲ့အတူဆလန်ချမ်းရေးတဲ့ပုံကိုယ်တွေကသူတို့အဆင်မပြေပါဘူးဒါပေမဲ့သူတို့အခက်ခဲတွေကြားမှာ လွယ်ကူတဲ့အလုပ်ကိုသူတို့မလုပ်ပါဘူးဝိပန်ချင်းနေပြစ်တင်ချင်းနေကဲ့ရဲ့ချင်းသူတိတ်မလုပ်ဘူး သူတို့ဘာလို့လဲအခက်ခဲဒီကြားမှာချီးမွမ်းခြင်း လုပ်တဲ့အခါမှာဘုရားသခင်က သူတို့ချီးမွမ်းတဲ့အတိုင်းလှုပ်ဆောင်ပေးတယ်ဆိုတော့တော့တွေ့ရတော့ဒီကနေ့သက်သက်တာမှာလဲအခက်ခဲဒီကြားမှာတရားချီးမွမ်းတဲ့ရကမနားလည်အောင်ပြောရင်တော့တရားအိမ်မီလောင်နဲ့တွတ်တော့သင်ချီးမွမ်းနိုင်မှာမဟုတ်ဘူးဒါပေမဲ့အိမ်မီလောင်နဲ့အထင်း၌ချီးမွမ်းတရားအကျွေးရှိတဲ့အတွက်ကြောင့်တော့ချီးမွမ်းနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့အကျွေးရှိနေခြင်းအထင်း၌ချီးမွမ်း ။တရားယောဂအတွက်တော့ချီးမွမ်းနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ယောဂအထင်း၌ချီးမွမ်းလို့ရတယ်။တောင်းဒီနေ့သိမှာပါခက်ခဲရှိလေကျွန်တော်မသိဘူး။ဒါပေမဲ့ဘုရားသခင်သိတယ်။အဲ့ဒီအခက်ခဲ၌ချီးမွမ်းပါသူဘုရားကသင်ကိုတာဝန်ယူမယ်။ဒါလေးကို ရှင်းဦးစွာအပြေးချင်တယ်။ဒါကြောင့်120ခုမြောက်သောဆာလံနဲ့124ခုမြောက်သောဆာလံထိကပါလေဆိုတော့ဝိပုကိုးွယ်ဖို့ယေရုရှလင်မြို့ကိုသွားတဲ့အကြောင်းရတယ် အဲ့ဒါရေးထားတာက120ခုမြောက်သောဆာလံကနေ124ခုမြောက်သောဆာလံထိအဲ့ဒီအကြောင်းအရာတွေကိုရေးထားတာဖြစ်ပါတယ်အဲ့တော့နားလည်အောင်ပြောရင်တော့120ခုမြောက်သောဆာလံဆိုရင်နော်အငယ်ခုနှစ်မှာငါသည်ငြိမ်သက်ခြင်းပနိုင်နေ၏အော်ယေရုရှလင်မြို့မှာရောက်ရက်ခတ်ချင်းနေအများကြီးရှိပေမဲ့ဖျားသခင်ကိန်းဝတ်တဲ့အခါမှာဇီးုံတောင်ကနေဖျားကောင်းကြီးပြီးတော့ဘာရှိလဲငြိမ်သက်ခြင်းရှိအဲ့ဒီကနေ့ ဂျူးလူမျိုးတွေကယေရုရှလင်မြို့ကိုသွားကိုးကွယ်တဲ့အခါဆက်ဆိုတဲ့စာလံတွေကို120ကနေ124ထိရေးထားတာဖြစ်တယ်။ပေတရ21ခုမြောက်သောစာလံပိုက်ငယ်1နဲ့ဒါကျွန်တော်တို့အားလုံးသိတယ်။ငါ့ကိုမဆာခြင်းအကြောင်းဒီပေါ်ထွက်ရသောတောင်ရိုးသူငါမျှော်ချိ၏။အဲတောင်ရိုးဆိုတာကယေရုရှလင်မြို့ကိုပုံဆောင်တယ်။ဘုရားကြီးကယေရုရှလင်မြို့ကနေအစ္စရေးတွေကိုကောင်းကြီးပေးတာ။ အားလည်းအောင်ပြောရင်တော့ဖရားကိုမျောချိတတ်တဲ့သူရဲ့အသက်တာမှာယေရုရှလင်မြို့ကနေကောင်းကြီးစီးစင်းတယ်အဲ့တော့ဖရားကိုမျောချိယေရုရှလင်ရဲ့ကောင်းကြီးကစီးစင်းမယ်ပြီးတော့ဆက်ပြောတယ်ကောင်းငင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံမှငါ့ကိုမဆခြင်းကြောင့်ပေါ်ထွက်တယ်အဲ့ဒီမဆခြင်းဆိုတာကသင်ရဲ့လှုပ်ဆောင်ခြင်းပေါ်မှာထွက်လာတာမဟုတ်ဘူးဖရားသခင်လှုပ်ပေးခြင်းပေါ်မှာထွက်လာတာအဲ့ဒါကြီးကျွန်တော်တို့ထင်တယ် အစဉ်ပြေခြင်းဆိုတာကိုယ်လှုပ်လို့ရတယ်ထင်တာဒါကတော့မဟုတ်ပါဘူးဖះလှုပ်ပြေးခြင်းပုံမှာပဲထွက်လာတယ်ဆိုတာကိုသွားတွေ့ရတယ်ဒါ120တခုမြောက်သောဆလံနောက်120မှာပေါ့နော်ဆလံ120မှာဗာရေးထားလေဆိုတော့နော်နောက်ဆုံးအငယ်6လေးမှာနောက်တို့ဘုရားသခင်ထောက်ဘုရားကြီးအိမ်တော်ကို ထောက်၍သင်အကျိုးကို ရှာပါမည်အော်ယေနုံကဒီရှောမုံမင်းကြီးရဲ့ဗိမာန်တော်ကဘယ်မှာရှိလဲအိမ်တော်ဆိုရယေရုရှလင်မြို့မှာပဲရှိတယ် အဲ့တော့အကျိုးအလုံးကဘုရားသခင်ကဘယ်ကနေပြီးလဲယေရုရှလင်မြို့ကနေပြီးတယ်။ဒါကြောင့်အာဗြဟံဘုရားကကောင်းချီးပေးတဲ့အခါမင်းလူမျိုးကိုကောင်းချီးပေးရင်ငါကောင်းချီးပေးမယ်။မင်းလူမျိုးကိုချိန်ဆရင်ငါချိန်ဆမယ်ပြောတယ်။ဟောဒါကြောင့်ဂျူးတွေကယေရုရှလင်မြို့ကိုသွားသွားပြီးသူတို့ shut down တဲ့အခါသူတို့တောင်းတဲ့အတိုင်းဘုရားခင်ကပြီးတယ်။ဂျယေရုရှလင်မြို့ဆိုတာခက်ဆက်ဆက်သူတို့ရဲ့ဒုက္ခပေးခြင်းတွေအများကြီးရှိတယ်။ဒါပေမဲ့အဲဒုက္ခပေးခြင်းကြားထဲမှာဘုရားရဲ့မဆခြင်းအဲ့ဒီထဲကပဲပြန်ထွက်လာ။ ဟာဒီနေ့သင်သက်တာမှာလေယောဂအခက်အခဲပြဿနာအများကြီးရှိမယ်ဒါပေမဲ့ကိစ္စမရှိဘူးဖျောက်သာမျောကြိအိုက်အခက်အခဲတွေကြားရတဲ့အနေအဆင်ပြေခြင်းပြန်ထွက်တယ်ဆိုတော့ကိုဒါတရားဆလန်တရား20နှစ်မှာပေါ်ပြထားနောက်တရား23မှာကျွန်တို့ဒီသခင်လက်ကို၎င်းကျွန်မတို့ဒီသခင်မလက်ကို၎င်းမျောကြည့်သည်နီးတို့အကျွန်ုပ်ဒီစီကဲမတနာတော်မူခြင်းကျေးဇူးကိုမခံမိတိုင်အောင်အကျွန်ုပ်တို့ဤဘုရားသခင်ထာဝရဘုရားကိုမျောကြည့်လျက်နေပါဤ123အငယ်1 တော့နားလည်အောင်ပြောရင်တော့ဘဝမှာမျောချိတဲ့သူရဲ့အသက်တာဆိုတာဖရားပဲကြည့်နေရတယ်။အဲ့ဒီဘုရားသခင်ကနေပဲလက်တော်သူ့လက်တော်ကပဲဖြစ်စီတယ်ဆိုတာကိုဒါဖော်ပြတယ်နောက်ဆုံး124နော်124ခုမြောက်သောဆာလံပိုက်ငယ်၈မှာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားကြီးနာမတော်အားဖြင့်ငါတို့သည်မဆခြင်းခြေစုကိုခံရပတ်စံအားဖြင့်မဆခြင်းရွှေငွေအားဖြင့်မဆခြင်းအတက်ပညာအားဖြင့်မဆခြင်းလို့မပြော ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားသခင်အားဖြင့်ကျွန်တော်ပါရလေမာဇာချေအရဒီနီယေရုရှလင်မြို့ကိုဂျူးတွေကသွားရင်ဒီဆာလံကိုသူတို့ဆက်ဆိုတာဖြစ်တယ်ရွတ်ဆိုပြီးသူတို့သွားတာဖြစ်တယ်။ဘာလို့လဲဆိုယေရုရှလင်မြို့ကနေဘုရားသခင်ကကောင်းချီးပေးတာ။ အခုကတော့ယေရုရှလင်မြို့တွေမဟုတ်ပါဘူး။သင်ဘယ်မှာရှိရှိရှိတဲ့နေရာမှာနတ်ဝိညာဉ်နဲ့သစ္စာနဲ့ကိုယ်ဝယ်သိရမြော့ကြည့်ခြင်းပေါ်ဘုရားသခင်ကကောက်ကြည့်ပြီးမယ်ဆိုတာဒါ120ကနေ124တိဖိုက်ရင်ကျွန်တော်ဒီ600ကြီးတွေ့ရမှာဖြစ်တယ်။နောက်ကျွန်တော်125ကနေ128တိကြတော့ပါလေဆိုယေရုရှလင်မြို့မှာသင်္ကန်းစာများနားလည်အောင်ပြောတော့ယေရုရှလင်မြို့မှာဘုရားသခင်ကောက်ကြည့်ပေးတဲ့သင်္ကန်းစာတွေရှိတယ် ကဲအဲ့တော့တရား25ကိုဖတ်ကျွန်တော်တွေ့ရမယ်ကျွန်တော်တရား25နော်တရား25ခုမြောက်သောဆာလံပိုက်ငယ်1ကိုကျွန်တော်ဖတ်ပြတော်ပြားကိုခိုးလုံသောသူတို့သည်မတုံမလုံအစင်မြဲတည်သောဇီးုံတောင်ကဲ့သို့ဖြစ်တယ်အဲ့တော့မြန်မာစကားမှာထူးဆန်းတဲ့ခိုမလုံတယ်မခိုရင်မလုံအမမိုးရည်တဲ့လမ်းလျှောက်ရင်မိုးဆူမယ်ဒါပေမဲ့ထီးဖွင့်ပြီးခိုရင်လုံတယ်အမညတကောင်မှာမင်းကလေးတယောက်ကအပြင်မှာလမ်းလျှောက်ရင်အန္တရာယ်ရှိတယ်ဒါပေမဲ့အိမ်ထဲမှာခိုလိုက်ရင်လုံတယ် ဒီလိုပဲဘဝမှာလည်းဖျားနိုင်ခိုးရင်ဘဝလုံးလာတယ်။တောင်ကျန်းကပြောတယ်နော်။သာရဖျားကိုခိုးလုံသောသူကမတုံမလှုပ်ဘူးတဲ့။အစင်မြဲတည်တဲ့ဇီးုံတောင်လိုဖြစ်။မှကျွန်တော်တို့တောင်တစ်ခုသွားပြီးကြိုင်လှုပ်ကြည့်လှုပ်လို့မရဘူး။အဲ့တော့ဘုရားကိုခိုးလုံတဲ့သူရဲ့တက်တာအဲ့တောင်လိုဖြစ်တယ်။သူများတွေကကြောက်သူများဆိုးရင်သူများရောက်ရက်ခတ်နေသူကမတုံမလှုပ်ဘူး။အဲ့တော့ပြောချက်။ဘယ်သူနိုင်ခိုးလုံလို့လဲဖျားနိုင် ော်ဒီကနေ့သင်နဲ့ကျွန်ုပ်လည်းဖျားနိုင်ခိုလုံရင်တောင်တစ်ခုသွားကင်လုတ်ကြည့်လုတ်လို့မရဘူးဒါလိုပဲသင်ဖျားနဲ့ခိုလုံနဲ့သူရဲ့သက်တော်သူများဘာတွေနဲ့လာလုတ်လုတ်ဘာတွေနဲ့လာပြောပြောငြိမ်ဝှက်ချင်းရှိနေတယ်လုတ်ကိုမလုတ်တာဒါဟုတ်တော့195မှာဘာဖြစ်လဲအတိကျပေါ်ပြထားပြသူဆက်ပြောရဲတောင်ယိုးတို့ဒီယေရုရှလင်မြို့ကိုဝန်းရံတကယ်သူထောက်ပြသည်မိမိလူတို့ကိုယခုမှစကာလအစင်မပြတ်ဝန်းရံတယ်ဒီလောကကြီးမှာဒီဝန်းရံခြင်းဆိုတာအရေးကြီးတယ် ကျွန်တော်တယောက်ချင်းမဟုတ်ကျွန်တော်တကောင်ကျွတ်မဟုတ်ကျွန်တော်ကိုဝန်းရံထားတာဘုရားရဲ့ဂိယူနာတယ်ကောင်းငင်တမန်တယ်ဘုရားရဲ့ဂတိတော်တယ်တောင်းတကလေးသင်ကိုသင်သိအထီးကျန်တာတို့သင်ကိုသင်သိပြီးတော့ဟာလာစိတ်တကြတာပဲသိဖြစ်เสียကြောင်းမရှိဘူးသင်ဟာဘုရားကိုမျောချိသရွေသင်အနာမှာကောင်းငင်တမန်ဝန်းရံတယ်ယေရုရှလင်မြို့ကိုတောင်ရိုးတွေကဝန်းရံပြီးကောင်းကြီးပေးလို့ဘုရားကေကသူ့လူကို သူ့ရဲ့လူတွေကိုပါပဲ man of god ဖျားသခင်လူများကိုကောင်းချီးပေးတယ်။ဒါကြောင့်ယေရုရှလင်မြို့ရဲ့သင်္ကန်းစာဆိုယေရုရှလင်မြို့ကနေဒီကောင်းချီးမင်္ဂလာတွေရှိတယ်ဆိုတာဖော်ပြထားတာဖြစ်တယ်။နောက်126အငယ်3ကျော်ဖတ်ပြမယ်။ထောက်ပြသည်ငါတို့ဖို့ကြီးတော်မှုကိုပြုတော်မူ၏။ငါတို့သည်လည်းဝမ်းမြောက်လျက်နေကြ၏။ကြီးတော်မှုဆိုတာသူများမလုံနိုင်တဲ့ကိစ္စအားလုံးကဘုရားသခင်ကျွန်တော်တို့လုံမယ်။လုံပေးမယ်။ဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်နေရမလဲ။ဝမ်းမြောက်နေရ ရှက်ကြောက်နေရမှာမဟုတ်စိုးရိမ်နေရမှာမဟုတ်မျက်နှာရှက်ခောက်ချိုးနဲ့နေရတာမဟုတ်ဘူးဝမ်းမြောက်ပြီးနေရင်တဲ့ဘုရားသခင်ကကိုယ့်အိမ်ကိုကြီးတော်မှုလိုက်ပြုတ်တာအရင်နေ့သင်္သတ္တမှာတင့်ဝင်ကြီးတော်မှုပြုတ်ခြင်းရင်သူများစိတ်သက်ကြနေတဲ့ချိန်မှာသင်ကဝမ်းမြောက်ပြီးနေဘုရားသခင်ကသင်ကိုပဲရွေးပြီးကြည်တော်မူပြုမယ်ဆိုတော့ကိုဟလာ126ခုမြောက်သောဆာလမရေးထားတယ်။နောက်129 129ကတော့ပါလေဆိုတော့ထောက်ရဖျားမြို့အိမ်ကိုသူပဲစောင့်ရှောက်တာ သူသားမစောက်ရှောက်ရင်မလုံခြုံဘူးတဲ့ဒါကိုပြောတာ။အော်ဒီကနေ့သင်ဟာအိမ်ကြီးဘလောက်စောက်စောက်ဒါပေမဲ့ဒီအိမ်ကိုဓမြဝင်မတိုက်ဖို့ဒီအိမ်ထဲမှာတဘောဘဘေးဒဏ်နေနဲ့မပြိုလဲဖို့ဒီအိမ်မှာစုပ်ပြတ်သက်သွားအောင်မဖြစ်ဖို့ဘသူစောက်ရှောက်မှရလေဘုရားသခင်စောက်ရှောက်မှအဲ့ဒါတွေကို128ခုမြောက်သောဆလံပိုက်ငယ်1နှစ်မှာဖတ်ရင်အဲကျွန်တော်တွေ့ရမယ်။ကဲနောက်ဆုံး128 128ကတော့ရှင်းတယ်။ဘုရားသခင်ကိုကြောက်ရွံ့သောသူရဲ့လမ်းခီးကိုဘုရားသခင်ကတာဝန်ယူမယ်လို့ပြောတာ။ ဖျက်ခင်ကြောက်ပြီးတော့เนาะအင်္ဂလိပ်လိုဆို the fear of the lord တော်ပြောက်ကြောက်တာဟောဟိုတော်ပြောက်ကြောက်တယ်ဆိုတာကချစ်ပြီးကြောက်တာအချားအရာတွေကိုကြောက်တာ ਨੇ မတူเนาะအချားစိတ်ပြက်စရာစိုးရင်စရာတွေကိုကြောက်တာကစိတ်ပြက်ပြီးကြောက်တာဖျက်ကိုကြောက်တယ်ဆိုတာချစ်ပြီးကြောက်တယ်အဲ့ချစ်ပြီးကြောက်တဲ့သူရဲ့အသက်တာမှာတဲ့เนาะဘာရီရမလဲဆိုတော့နောက်ဆုံးသူကဘလောက်တောင်ပြောလဲငွေ9မှာ128ငားမှာ ထရပြသည်ဇီးုံတောင်ပေါ်ကကောင်းကြီးပြီးတော်မူ၍ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကိုတစ်သက်လုံးမြင်ရ။ဟောထရပြကလည်းတင့်ကိုတာမန်လောက်ကကောင်းကြီးပြီးတော်မူဘယ်တောင်ကပြီးတာဇီးုံတောင်။တောင်ကနေလာ။တောင်တစ်ခုဆိုတာတောင်ကနေလာတယ်ဆိုတာတောင်ရင်းတစ်ခုဘလုံးမှမပြိုလဲနိုင်။တောင်ကမနဲ့ကြည့်တဲ့ဒီတိုင်းပဲညနေကြည့်တဲ့ဘယ်အချိန်ကြည့်ကြည့်ဒီတိုင်းပဲ။ နားလေအောင်ပြောရင်တော့ဘုရားသခင်ပေးတဲ့အရာတွေလာတဲ့အရာတွေကိုသိသူများသိเสียလားလုသွားလို့မရဘူးလို့ပြောတာဒါကြောင့်ဒီနေ့သင်ဘုရားဥသာမျောကြည့်ဘုရားသခင်ကသိုံပေးတဲ့အရာတွေကသူများလာလုလို့မရအောင်ဘုရားသခင်ကပြင်ဆင်မယ်ဆိုတာကိုဒါနှုတ်ဘတော် ကျွန်တော်တို့ဘာဖြစ်လဲအားပေးတာဖြစ်တယ်တောင်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအနှစ်ချုပ်ဆင်ခြင်စရာကယေရုရှလင်မြို့ကို ကောင်းကြီးပေးတဲ့ဘုရားကသူ့ကိုမျောချိတဲ့သူအားလုံးကိုယေရုရှလင်မြို့ပေးတဲ့ကောင်းကြီးမျိုးသင်နဲ့ကျွန်တော်ကိုဘာဖြစ်လဲ ပြီးမယ်ဆိုတဲ့အကြောင်းအရာတွေကို120ခုမြောက်သောစာလံကနေဘယ်အထိဖတ်ရင်ဖတ်ရတွေ့ရမလဲ128ခုမြောက်ထိဖတ်ရင်အဲဒီကိစ္စတွေဒီအကြောင်းအရာတွေကိုပေါ်ပြထားတာဖြစ်တယ်။ဒါဒီကနေ့အရေးကြီးတာကျွန်တော်ကဘာလို့တက်ဖို့လဲမျှော်ကြည့်တက်ဖို့ဖြစ်တယ်။ဒါကြောင့်နောက်ဆုံးအနေနဲ့အဖြစ်ပြက်လေးတစ်ခုပြောပြီးကျွန်တော်ညီကုန်းချုပ်ချင်တယ်။တခါတော့ကဒီပမုခ္ခကြီးတယောက်ရှိပါတယ်။ရဘမုခကြီးကသူကဒီတက်ကစုចောင်းသားအယောက်90ကိုသူစာသင်မှုအခန်းထဲဝင်လာတဲ့အခါမှာအဲသူက တဲ့ကိုចောင်းသားတွေကို तू ကပြောပါတယ်သူ့မှာ coffee ကွက် coffee ကွက်ပါလာတယ်ပါလာတဲ့ခါမှာဒီ coffee ကွက်ကို तू ကခြင်ပြီးမြောက်ထားတယ်မြောက်ထားတော့ចောင်းသားတွေကိုမေးတယ်အခုငါမြောက်ထားတာမင်းတို့တွေ့လားတဲ့တွေ့တယ်တဲ့အခုငါမြောက်ထားတဲ့ coffee ကွက်ကပေါ့လားလေးလားပေါ့ပါလေတဲ့ကဲတော့ဆိုရင်လည်းငါဒီ coffee ကွက်ကို15မိနစ်လောက်ခြင်ထားရင်ဟောတဲ့လေးလားမလားပေါ့လားမလားဆိုတော့15မိနစ်ကြာလာရင်တော့နည်းနည်းလေးတော့လက်ကနာလာမယ်အကြီးတဲ့ငါ3နာရီလောက်သာခြင်လာရင်လက်တွေဘာဖြစ်မလဲ ကျင်လာမယ်အခက်မသိလို့6နာရီလောက်ကြာရင်တိုင်းတော့ငါလက်ကအန်တီသွားမယ်အဲ့တော့ဒီမြောက်ချင်းချခြင်းက ကော်ဖီကွက်နဲ့မဆိုင်ဘူးတဲ့ငါဆုံးဖြတ်ချက်နဲ့ပဲဆိုင်တယ်အဲ့တော့ငါဒီကော်ဖီကွက်ကို6နာရီကြာရင်တိုင်းငါလက်အန်တီပြီးငါဒုက္ခရောက်မှာဒါပေမဲ့အဲ့ကော်ဖီကွက်ကိုချတိုင်းတော့ငါလက်တွေသက်သာမယ်အเจ้าသားတွေကသဘောတူတယ်အဲ့တော့ဘဝမှာလေတဲ့မင်းတို့သက်တာမှာပြဿနာကိုတစ်ချိန်လုံးကြာရင်တိုင်း လက်အံသေးလာမယ်ကိုပဲစိတ်ပြဒါပေမဲ့အဲ့ဒါချထားလိုက်တယ်မင်းသက်တာမယ်ဒီနေ့အဲ့ပါမုခ္ခကြီးပြောတဲ့စကားကိုတိတ်သဘောချတယ်ဒါကြိကျွန်တော်ကဘုရားတော်မျောကြည့်တယ်ဒါပေမဲ့ပြဿနာကင်ထားသေးတယ်မျောတော့ကြည့်တယ်ပြဿနာကင်ထားတော့လက်အံသေးနေတာဟောမျောကြည့်တဲ့သူဆိုတော့ပြဿနာချထားတယ် အဲ့ဒီဘုရားချထားမှသူမစားမှဖြစ်တယ်အားလုံးကိုဘုရားရှိသား၍ကောင်းချီးပေးပါစေကျွန်တော်နှစ်ဖန်တောက်ချာနေမြမဆန်တော်ချိန်ညနေ၄နာရီခွဲမှပြန်လည်တွေ့ဆုံပါမယ်နှစ်ဖန်ကျွန်တော်125ကနေ150ထိအပီးကျော်သွားမှဖြစ်တယ်ပြီးရခနောက်တစ်ပတ်မန်တီညနေကနေစပြီးအဲကျွန်တော်ဒေသနာကျမ်းကိုကနေစပြီး နားထောင်ပြီးကျွန်တော်စင်ကျင်ခွန်အားယူသွားမှာဖြစ်တယ်။ချစ်ရှိခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှက်ကောင်းကြီးပေးပါစေ။ဆွတောင်းကောင်းကြီးခံယူကြပါစို့။ခမည်းတော်သားတော်သန့်ရှင်းသောဝိညာဉ်တော်သုံးပါးချူဖြတ်ထံတော်ပါမှကောင်းကြီးမင်္ဂလာဖြာပြသည်။ချစ်ရှိတဲ့ online ပရိသတ်များများမှပြည်내ကဘာကြီးပေါ်တို့သလကောက်။ယနေ့ဒီဂိူနာလက်တော်တက်ကြွေကြရာမှာရှိတဲ့အဖွားများဝန်တန်းများနဲ့တကွာကျွန်တော်ဒီနောင်တာဝနာပြုရေးအငန်းတာသီးသီးတို့ပါဝန်သူသီးသီးပေါ်တို့သလကောက်။မြစ်တာလက်တော်ခလိပြုစုဆောက်ချောက်ရေးကြရာဓမ္မရိပ်သား ကျွန်တော်ခမ်းမဖွင့်ပွဲလာမယ့်စနေနေ့မှာပြုလုပ်ဖို့ရှိသလိုအုတ်တိုင်းလည်းတိဆောက်ချဲအောင်မြင်သလိုဆက်ပြီးတိဆောက်မယ့်အရာတွေအတွက်ဖရာသခင်ရဲ့လက်တော်ဆောက်မခြင်းနဲ့တူကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သကောက်ဒီကနေ့မွန်နေ့ရှင်များမင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုများမှဆက်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်မြန်ကောင်းကြီးဖြာဖြာတက်ရောက်တည်ရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်အားလုံးကိုသိချစ်တယ်ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံကြပါစို့